ဒီပြကိစ္စကဘိုးတော်အားလုံးရဲ့အမေအယခေါင်းဆောင်ကြီးသုံးဦးတို့တညီတညွတ်စုပေါင်းပြီးရှာကြတာကိုအပူတပြင်းအမိန်ပေးတာကြောင့်စစ်စုံတော်ယုံတယုံလုံးရှိသမျှအလုပ်တွေရက်ပြီးဘဘကြီးဝင်းရဲ့ပြကိုရှာကြလိုက်ကြစုံစမ်းကြတယ်တဲ့ပြကိုတွေ့ရင်ခေါင်းဆောင်တဦးကိုသာအံ့နံခြင်းမပြုရသုံးဦးစလုံးကိုတပြိုင်တည်းအပ်ရမယ်တဲ့တကယ်ကိုအရေးကြီးတဲ့ကိစ္စမျိုးထိတ်တန့်ရှုပ်ဝက်အဖြစ်စုံစမ်းကြရမယ်တဲ့အမိန်ကမစမ်းလားသူတို့ကတော့ထိတ်တန့်ရှုပ်ဝက်လို့အမိန်ပေးတာပဲစစ်စုံတော်တွေကသိပါတယ် ိုးတော်တွေအားလုံးကဘဘကြီးဝင်းရဲ့ပြာကိုစားလင် မင်းဖြစ်အံ့လို့ဟော်ကင်းထုတ်လို့ဆိုတာသိကြပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်ကတော့ ကျင်းမုံဦးတောင်ရေးသားတဲ့ဥနေဝင်းဤပြတဆုပ်ဆိုတဲ့စာအုပ်ထဲကမှရှင်ဘရင်ဖြစ်နိုင်သည့်ဈေးတဖုံဆိုတဲ့တယောဇာတပုတ်ပဲဖြစ်ပါတယ်။ဘာမို့ဒီထိုင်းနိုင်ငံဗန်ကောက်နဲ့မဲဆောက်မြို့တော်တွင်နိုင်ငံခြားအကူ project များရေးနေသူအများကိုတွေ့ခဲ့ရသည်။အကူရရှိထားကစိန်ကြနေသူကလည်းအများပင်တအုပ်ကတအုပ်ပုတ်ခတ်ကခွတ်ဆောင်ခုန်နေသူတို့တွေကပို၍များသေးသည်။ဒီမိုကရေစီတိုက်ပွဲဝင်ခေါင်းဆောင်အချို့တို့သည်ဒီမိုကရေစီအောင်မြင်ရေးအတွက်ထက်မိမိတို့ project အကူငွေရရှိရေးကအရေးကြီးနေကြသည်။ မိမိနဲ့မိမိတို့မိသားစုအတွက်အတမွေးဝမ်းကြောင်းမှုလုပ်ငန်းတစ်ခုခုကိုလောက်ကင်ပြီးတဖက်မှနိုင်ငံရေးတာဝန်ကိုထမ်းရွက်သူကလွန်စွာနဲပါ၏။ဘာမိုးကမှရှင်းသည်ရန်ကုန်မှထွက်လာစဉ်ကပင်အမေရိကန်တို့အရောက်သွားရန်ထွက်ခဲ့သည်။အမေရိကန်ရောက်ပြီး project တစ်ခုရလည်စိန်ကြပြီးတော်ပြီးဟိုရည်ရွယ်ချက်နဲ့လာခဲ့သူဘာမိုးသည် project မှရရှိသောနိုင်ငံခြားအကူဟူသည်မှာတမတ်သားသာရရှိနိုင်သည်။တကြရာတိုင်းသုံးမှတ်ကောင်းပုံဖြစ်နိုင်ရန်အခွင့်အထူးရရှိနေသည့် project ကိုစီစဉ်သူကုတ်ကဲသူဖြစ်မှသာ။ စားတာဒီဟူတည်သောအခါအမေရိကန်မှတစင်ဘယ်ဂျီယံရှိစစ်စီရေးရုံးတော်၌နေရာရရှိနိုင်ရေးကိုသာအားထုတ်ခဲ့သည်။မှန်သည်မြန်မာဒီမိုကရေစီလှုပ်ရှားမှုများအတွက်နိုင်ငံခြားတိုင်းပြည်များကပေးအပ်သောအကူအညီကိုစစ်စီရန်လိုအပ်သည်။မြန်မာဒီမိုကရေစီလောကတွင်အချောင်သမားများကပေါများလှသည်။မသူတော်တို့ကညာဝါး၍စီမံကိန်းတင်က အကူငွေများရရှိသွားလျှင်လှုပ်ရှားမှုကိုနှောင့်နှေးစေသည်ထိခိုက်စေသည် ရတဲ့တမငွေရော85ရာခိုင်နှုန်းသာဖျက်ရှာသူရိုးသားလာသောလူမျိုးစုခေါင်းဆောင်ကြီးကစိစစ်သည်မှမှန်ကန်သည်တိုးတော့ဘာမို့စဉ်းစားကြည့်သည်ထိုခေါင်းဆောင်ကြီးထံမိမိကပေါ်၍ရိုးသားသည်ဟုယူဆသည်ထို့ကြောင့်ထိုလုပ်ငန်းကိုမိမိကဲ့သို့သောသူကသာဦးစီးကုတ်ခဲ့တဲ့သည်ဖြစ်သဖြင့်ထိုကလထိုင်တွင်တက်၍ထိုင်နိုင်ရေးကိုဦးတည်အားထုတ်တော်သည်ရိုးသားသောခေါင်းဆောင်ကြီးကလည်းရိုးသားသည်ဘာမို့အားပေါ်၍ပေါ်၍ယုံကြည်စပြုလာသည်မိမိထက်လူရည်လေသောလူမျိုးစုရဲဘော်ကြီးကိုလည်းယုံကြည်ခဲ့တော်လဲ အရာရာတို့ကို ပုံ၍အံ့နိုင်ရန်တင့်ဤမတင့်ဤစဉ်စားစွာပြုနေသည်ဟုသိရသည်။ဘာမို့အတွက်အနာဂတ်သည်ဖြောင့်ဖြူးနေသည်။အရေးကြီးသည်မှာချွေးပမာနိုင်ငံ၌ဒီမိုကရေစီမြင်မြန်မရစေရေးဖြစ်သည်။ဒီမိုကရေစီနိုင်ငံဖြစ်သွားရင်စစ်တပ်ဖက်စစ်နိုင်ငံပြန်လည်တိဆောက်ရေးအတွက်လှုပ်ရှားသည်ကိုမြေသူကမှကုန်မြီမဟုတ်။ရန်ကုန်မှစစ်ဗိုလ်ချုပ်များကလည်းတော်ကြပါသည်။နိုင်ငံရှမ်းသာသမျှအဖို့တန်အားလုံးတို့ကိုယူငင်လူရဲ့၍သူတို့၏အိတ်များတဲ့သို့ထဲ့သွင်းပြီးဖြစ်ပါလေရဲ့။မွေးပြကြနေသည့်နိုင်ငံ၏တပည့်တပြားကျန်သမျှကို လူလိုသေးသဖြင့်အာဏာကိုချက်ကုတ်ချက်ခဲဆွဲကင်ထားကြသည်ဒီမိုကရေစီမှာကြာလေအောင်မီဘာမို့မှအခွင့်အရေးကောင်းနေလာလေအောင်မီထိုးစင်ခိုက်တွင်ငါမောင်လေးရှင်ဘရင်လုံးမလားမောင်လေးကိုရှင်ဘရင်ဖြစ်စေခြင်းလို့ပို့လိုက်တယ်ဟုစာရေးသားထားသည့်ရန်ကုန်မှအမတော်ကပေးပို့လိုက်သော စာတစ်စောင်နှင့်ရက်စားဒဗလင်းကိုရရှိသည့်ဖြင့်တုံလုံးလျှောက်ရှားသွားသည်မမအီခင်ပေါ်မှာစစ်စုံတော်ရုံးမှအစင့်မြင့်အရာမအရာရှိကြီးတို့ဖြစ်သည်ရန်ကုန်မြို့တော်မှမျက်စိကျဉ်နားကျဉ်အရာရှိဖြစ်သည့်ဖြင့် အချိန်နေအရရက်သတင်းမှန်များကိုကောင်းစွာသိခွင့်ရသည်မမကငငယ်ကတိုင်းရင်းမေနှင့်ရုပ်ဝတီစားဆောင်များတွင်စာရေးနေသူဖြစ်သည့်အတိုင်းစာရေးကောင်းလာသည်ရှေလျားစွာရေးသားထားသော မမ၏စာမှရန်ကုန်တွင်ဖြစ်ပွားခဲ့သောထူးခြားစမ်းကြယ်သည့်ဖြစ်ရပ်များကိုသိရသည်မောင်လေးရေမင်းလည်းသတင်းတွေကြားမှာပေါ့ဘဘကြီးနေဝင်ဆုံးသွားချတာကိုကြားတယ်မဟုတ်လားဘိုးချုပ်ကြီးတို့ကဘသူ့မှအတုပပုတ်ခွင့်မပြုဘဲပြာရှာပြီးရေမျောစေတယ်ဆိုတာကိုလည်းမင်းကြားရမှာပေါ့မင်းတို့နိုင်ငံခြားရောက်တဲ့ငနေတွေမပြောနဲ့ ြည်တွင်းကနိုင်ငံသားတွေမသိတာတွေအများကြီးရှိတယ်။အရေးကြီးတာကဘဘကြီးဆုံးသွားပြီးတဲ့နောက်ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေပဲ။မမတိတိချာချာပြည့်စုံအောင်ပြောပြမယ်။အဲ့ဒီနေ့ကဘဘကြီးဆုံးသွားတာကိုတို့လိုလူရင်းတွေတော့မသိလိုက်ဘူး။နေ့တနာရီလောက်မှကြော်ကြီးရဲ့ဇွဲရဲ့အေးရဲ့ညီအကိုသုံးယောက်စလုံးတို့အိမ်ကိုပေါက်လာကြမှသိရတယ်။မမတို့တီထားတာကသူတို့တွေကိုသူတို့အဖေပါအင်းစိန်ထောင်ထဲမှာဖမ်းထားတာဆိုတော့မမမှာထိတ်သွားတာပေါ့။ ထွက်လာတာလားလို့တွေးရအောင်ကလည်းသူတို့မျက်နာတွေကနီးလို့ငိုယိုထားကြဟန်တူတာကိုမြင်ရတယ်။မမလည်းကြောက်သွားမိတယ်။အိမ်မှာကိုကိုကလည်းမရှိဘူး။ဟဲ့မင်းတို့ဘာဖြစ်လာကြတာလဲလို့မေးတော့သူတို့သုံးဦးစလုံးမျက်ရည်တွေကျလာပြီ။ဖိုးမရှိတော့ဘူးပြောကြပြီးငိုကြချာတယ်။မမလည်းသူတို့ကိုဘလို့ရှော့မိမှန်းအောင်မသိလိုက်ပါဘူး။သူတို့ကဘာဘာကြီးနေဝင်းရဲ့ရုပ်ကလပ်ကိုပြာရှာခဲ့ပြီးရေမျောခဲ့ရတယ်လို့ပြောချာတယ်။သူတို့အမေနဲ့သူတို့သုံးဦးရဲ့ကိုပိုင်အာမခံချက်ကတိနဲ့ထောင်ထဲကလွတ်ပေးတာတဲ့ ညနေ9နာရီမှာထောင်ကိုပြန်ကြရမယ်တဲ့အဆောင်တော်မပါဘူးဂတိမတီးရင်ဖမ်းဖို့နောက်ရောင်ခံလိုက်နေမှာပါဘလို့ပဲဖြစ်ဖြစ်စိတ်မကောင်းလိုက်တာမောင်လေးရေမမလေးတို့နဲ့အတူခေါင်းချင်းဆိုင်ပြီးငုံမိတာပေါ့မောင်လေးတို့မမတို့ငငယ်ကဘဘကြီးရဲ့အိမ်တော်မှာသွားပြီးကစားကြတာရီဘဘကြီးကတို့နဲ့အတူကစားတာတွေကိုပါတတိရတာပေါ့အသက်ရွယ်ကြီးမှအိမ်ထဲမှာရှုံအောင်ခံရခိုက်ကွယ်လွန်နေဆိုတော့အတိဆိုးတယ်လို့ပဲဆိုရမှာပေါ့မောင်လေးလည်းသိသားပဲဘဘကြီးကစိတ်ကြီးတယ် တပည့်တွေကကာပြန်ပြီးဖမ်းထားတော့ဒေါသအိုးကြီးပောက်ကွဲပြီးတေးရရှာမှာပေါ့တေတော်လဲတိုင်းပြည်နဲ့ဆွေမျိုးတွေအတွက်အုပ်ကူကလေးကြီးမှမကြံရစ်တောင်ဘို့အဖြစ်ဆိုးတာပေါ့ဘဘလိုပုံကိုကြီးရဖို့နောင်လာနောင်သားတွေဂုံယူနိုင်ဖို့အတွက်အုပ်ကူခန့်ခန့်ညာညာရှိနေတာပေါ့ဒါနဲ့သူတို့သုံးယောက်နဲ့ငိုလို့အားရတော့မှဘရန်ဒီတောက်ရှင်နဲ့ဆိုပြီးကြော်ကြီးကကိုကိုရဲ့ရမက မြေတိတ်ထဲကိုသွားပြီးသူတို့တောင်းနေကြကိုရွေးပြီးပလင်းသုံးလုံးထုတ်ယူလာတယ်ပလင်းရလာတော့ကြော်ကြီးနဲ့အေးကမမတို့အိမ်မှာမတောက်ချင်ဘူး တငချင်းတွေအိမ်မှာတောက်တောက်မယ်ဆိုပြီးပြန်ထွက်သွားကြတယ်။ဇွဲကငါဒီမှာနေရစ်ခဲ့မယ်။ညနေ3နာရီမှာကားလာကြို့ဖို့ကားစင်းလှုပ်ဖို့ကားဂရက်ကို ဖုံးဆက်လိုက်ပါလို့မှားလိုက်တယ်။အကိုတွေထွက်သွားတော့ဇွဲကကျွန်တော်လည်းမတော့သေးပါဘူးအိတ်ရှင်နေလို့ဆိုလို့သူတို့လာရင်အိတ်နေကြအဲ့တဲ့ကန်းကိုပို့ပေးရတယ်။အဲ့ဒီတော့မှသူ့ကိုကြည့်မိတယ်။ကြွဆုပ်လို့ညစ်ပေပြီးစုပ်ပြက်နေတာသတိပြုမိတာကြောင့်ဟဲ့နင်ပေါင်းမီကစိုးနေပါလားတကယ်လို့ညစ်ပေနေတာပဲအဝတ်လဲအောင်လို့မမကပြောပြီး ကိုကိုရဲ့အဝိဒစုံထုတ်ပေးလိုက်ရတယ်သူကအဝိလဲပြီးအဝိဟောင်းနေပေးလို့အောက်ထက်ကရှော့ဆက်တဲ့သွားထဲတော့ဘောင်းမီအိတ်ထဲမှာမဲမဲအမုံတွေတွေ့ရလို့ဘာရီလဲဟဲ့လို့သူ့ကိုလှမ်းမိမိတယ်ဖိုးဖိုးရဲ့ပြောင်တွေပါမြစ်ထဲမှာမျောတော့ကကိုကိုတို့ကရေထဲမစင်ဘူးကျွန်တော်တယောက်တည်းစင်တာကျွန်တော်ကဖိုးဖိုးရဲ့ပြာကိုကူးကွယ်ခြင်းလို့အိတ်နဲ့ဆန့်တလောက်ထည့်လာတာအဲ့ဒါကိုပလင်းကလေးနဲ့တင်ထားပြီးပါကျွန်တော်တို့ထောင်ကလွတ်မှာပေးပါလို့သူကပြောချာတယ် ဒါနဲ့သူအိတ်သွားတော့သူ့ရဲ့ဘောင်းမီအိတ်ထဲကပြားတွေကိုတပုံချင်းထုတ်ပြီးရေမွေးပလင်းကုန်တလုံးထဲမှာထည့်ထားလိုက်တယ်။မမလည်းစိတ်ကူးရတာနဲ့မမတို့လည်းကိုးကွယ်ဖို့ကောင်းတယ်လို့ထင်မိတာကြောင့်ပြုတ်စီဘူးကုန်တလုံးနဲ့နည်းနည်းခွဲယူထားလိုက်တယ်။အဲ့ဒီညနေကသူပြန်သွားတော့သူ့ဖို့ထည့်ထားတဲ့ပြားပလင်းကုန်လုံးလုံးကျုံကျုံတင်ထားပါလို့မှာသွားရှာတယ်။သူ့အကိုလေးလာခေါ်လို့ကြပြကြရပြန်သွားရှာတယ်။ထောင်ထဲမှာကောင်းကောင်းနေရတယ်လို့ပြောပေမဲ့တနာစီရပါဟဲ့။ မမလည်းသူတို့ကိုတနာတာနဲ့သူတို့ဘဝကိုစဉ်းစားရင်စိတ်မကောင်းဖြစ်နေတာပေါ့ငါးရက်လောက်ကြာတော့တညမှာညာကြီးမင်းကြီးညင့်တန်းကောင်တကောင်းကျော်မှာဒေါခင်စနာဝင်းကအရေးတကြီးဖုံးဆက်တယ်ကိုကိုကအိပ်ပျော်နေလို့မမပဲဖုံးကိုကောက်ကင်လိုက်တယ်ဒေါခင်စနာဝင်းကမမကိုပြောချင်တာတဲ့ဇွဲကပြောတယ်သူ့အဖိုးတင်းကြိုတဲ့နေကဝစ်တဲ့ဘောင်းမီကိုရေချော်ဖို့ထားခဲ့တယ်ဆို ချော်ပြီးပါရင်မမလို့ပြန်ပြေတော့ဟင်းလို့စိတ်ပြတ်သွားတဲ့အတန်ကိုကြားရတယ်အိတ်ထဲမှာပါတဲ့ငွေတွေရဲ့ ဘိုးချုပ်ကြီးအေးရဲ့သမီးရဲ့ဓာတ်ပုံရဲ့တိန်းထားပါတယ်လို့ဖြေတော့မမဝင်းကအဲ့တော်တွေကအေးမကြည့်ပါဘူးပြားရီပြားရီသားကပြောတယ်ပြားရီထားခဲ့တယ်ဆိုလို့အမောရကြီးမေးတယ်မမကလည်းပြောလိုက်ပါတယ်ဇွဲကပြောလို့ပလင်းနဲ့ထည့်ပြီးတိန်းထားပါတယ်လို့စီကာပတ်ကုံးပြောတာကိုစက်ပြီးနားမထောင်ပဲနင်းလင်သိသလားလို့မေးတယ်မပြောပါမသိပါလို့ဖြေတော့ငါ့ကျမကတဲလိမ့်မှာပါလားအရာရာကိုခင်မုံးကမပြောတာမှန်နေလို့ချီချူပြီးမနက်9:00မှာဆရာခေါင်လာယူမယ်ပြေးလိုက်ပါ ညီမကိုကျေးဇူးဆက်ပါမယ်လို့သာပြောပြီးဖုံးချသွားတယ်။မနက်လင်းတော့ကိုကို ရုံးစင်းသွားတာနဲ့မမဆန္ဒဝင်းကိုတိုင်ပေါက်လာတယ်။အချက်ချုပ်ကဘလို့လွတ်လာတယ်မသိဘူး။ဆရာဆက်ကြအောင်ပွင့်ခေါင်ကနောက်မှာပါလာတယ်။ပြာပလင်းကိုပြီးတော့သူတို့နှစ်ယောက်စလုံးမျက်နှာတွေကိုဝင်းသွားတာပဲ။ဒို့များကိုတခါမှအဖက်မလုပ်တဲ့မမဆန္ဒဝင်းကထိုင်ပြီးရှိခိုးနေပါကျေးဇူးတင်ကြောင်းခခရရပြောပြီးကပြကရပြန်သွားကြတယ်။အထုတ်ထုတ်ပေးပြီးကျေးဇူးဆက်သွားတယ်။ဘာတွေရလိုက်တယ်ထင်တယ်လဲ။ချွေတင်းကပြန်90နဲ့စိတ်နဂတ်တရံ အေဂန်ကတော့အေဂနာပဲထင်လို့မမလည်းမမကဲ့ယူထားတဲ့ပြပလင်းကလေးကိုလုံအောင်တင်းထားတာပေါ့မမဆန္ဒဝင်းတို့ပြန်သွားလို့ခဏကြာတော့ကိုကိုကယုံကပြန်လာပြီးမမကိုစစ်တော်တာပါပဲဒေါ်ဆန္ဒဝင်းရဲ့ဖုန်းကိုသူတို့ယုံကခိုးနှားထောင်လို့သိဟန်တူပါရဲ့ဘာလို့လာတယ်ဘာကိုပြီးတယ်ဆိုတာမေးတော့တာပဲကိုလင်ကိုလိန်လို့မရတော့ဘူးဆိုတာမမကအကြောင်းသိမှုအမှန်ကိုပြောရတော့တာပေါ့ဒါပေမဲ့မမကိုးကွယ်ဖို့ပြဒပလင်းတင်ထားတယ်ဆိုတာတော့ထိန်ထားလိုက်တယ် ရွှေတင်းကားရီနဲ့စိနကက်ကိုတော့ထိန်ရှာမထားဝင်ဘူးသူ့ကိုပြက်ရတယ်သူကသူ့ရဲ့စစ်တရေအိတ်ထဲထဲတော့မမကငိုတာပေါ့စိတ်ချမင်းကိုပေးတဲ့ပစ္စည်းကိုမဲပြန်ရစီမယ်လူကြီးတွေထံအစီရင်ခံပြီးပြပြီးလို့ဓာတ်ပုံရိုက်ပြီးလင်ပြန်ပေးပါစီမယ်ဒါပေမဲ့၃နှစ်လောက်အတွင်းဒီစိနကက်ကိုမပန်နဲ့တဲ့ငါးရက်ကြာတဲ့အခါကျတော့ပြဿနာက ပြန်လာတယ်ကိုကိုမနက်၈နာရီကရုံထွက်သွားရကစိနာရီရှိသည်အလန့်တကြားအိမ်ပြန်ရောက်လာတယ်ခိုးနေကနေပြောတာအမှန်ပဲလားလို့စပြီးမေးတယ်တလုံးမှထိန်ချင်ချင်းမရှိဘဲနဲ့ ငါ့ကိုပြောစမ်းဖြစ်သမျှအသေးစိတ်သိကျင်တယ်လူကြီးတွေအားလုံးပလော့ရိုက်နေပြီလို့မျက်လုံးမြူးမျက်စံမြူးနဲ့မမကိုအရေးတကြီးစစ်တော့တာပဲကိုကိုကိုတိုင်ကကြောက်လန့်နေတဲ့မျက်နှာထားကိုမြင်ရတော့မမလည်းကြောက်တာပေါ့မောင်လေးတည်တဲ့အတိုင်းပဲကိုကိုကိုလိန်လို့မရဘူးလေနိုင်ငံခြားသွားပြီးတရက်ခန့်စစ်ဆေးမှုပညာတွေကိုသင်လာတဲ့စစ်ဆောင်တော့အရာရှိကြီးမဟုတ်လားသူကမမကိုဇနီးမယားအဖြစ်စစ်တဲ့ပုံမဟုတ်ဘူးအရာရှိကြီးတို့ကတရက်ခန့်ကိုစစ်တဲ့ဟန်မျိုးနဲ့မီးတယ်အခြေအနေကအရေးကြီးပုံပေါ်တော့မမကိုလည်းညှာမှာမဟုတ်ဘူးရိုက်ရှင်ရိုက်မှာ မဲလက်တည်သွားပဲအမှုစစ်တဲ့အခါမှာအဖြစ်အမှန်ထွက်စီတဲ့နိုင်ငံသားကလာတဲ့ထိုးစည်းတွေထိုးကျင်ထိုးနေမှာမမကလည်းလူပါပဲဟာအဖြစ်မှန်ကိုထိန်ချလို့ရပုံမပေါ်တာရိပ်မိလို့တမင်ဟန်ဆောင်ပြီးခက်ပော့ပော့ဖြေလိုက်တယ်ဘဘကြီးဦးနေဝင်းကိုကိုးကွယ်တာရာဇဝတ်မူလားကျမတော်ဘဘကြီးကိုကိုးကွယ်ခြင်းလို့ပြာမှုန့်နည်းနည်းယူထားလိုက်သေးတယ်လို့ဖြေလိုက်တာနဲ့သူ့ရဲ့မျက်နှာဝင်းသွားပြီးဘမ်းပါလေဘမ်းပါလေဘမ်းမထားတယ်ငါ့ကိုပြစမ်းအခုချက်ချင်းငါ့ကိုပေးလို့အရေးကြီးတောင်းတယ်ကိုးကွယ်ဖို့ပါဆိုမှဘမ်းမထားရမှာလေ ဖျားစင်ပေါ်မှာပေါ်လို့ဖြေးလိုက်တော့သူကိုယ်တိုင်ဖျားစင်ပေါ်သွားချပြီးပယုတ်စီဘူးကိုယူတယ်။ပြာပလင်းကိုရတာနဲ့မမကိုတော့နှုတ်မစပဲချက်ချင်းကြပြကြရရုံးပြန်သွားတယ်။မမကတော့စိတ်ထဲကကြိတ်ပြီးရီလိုက်မိတယ်။စစ်စုံတော့စစ်ဖို့ကတော့ဆိုတာစစ်စုံတော့ဘိုးထက်ตายရမှာပေါ့။မမစိတ်ထဲမှာအရေးကြီးမယ်ထင်လို့ပြာပလင်းတဲကပြာကိုနည်းနည်းခွဲယူထားလိုက်တယ်လေ။ဒီအခါကတော့လုံလုံချုံချုံသိသိချာချာဟွက်ထားတာပေါ့။ဟုတ်တော့မကြပါဘူး။နေ့နေ့နာရီထိုးတော့ကိုကိုပြန်လာတယ်။လက်ထက်မှာဆောက်ရွက်တွေပြလာတယ်။လက်နှိပ်ဆက်ရိုက်ထားတယ်။ မမရဲ့နာမည်နဲ့မမရဲ့ထွက်ဆိုချက်လို့ခေါင်းစဉ်တက်ထားတယ်။ကြော်ကြီးတို့ဇွဲတို့လာကြတဲ့အချိန်ကစပြီးဖယားစင်ဘောကပြပလင်းကိုကိုကိုလက်နဲ့အပ်တဲ့အထိလက်နှိပ်ဆက်နဲ့အသေးစိတ်ရိုက်ထားတယ်။စင်စားစမ်းနောက်ထပ်ဘာသိသလဲ။ဘာကြံသေးသလဲလို့မေးတယ်။ဖြစ်ခဲ့သမျှစုံပါတယ်ဒါပါပဲ။နောက်ထပ်ပြောစရာမရှိပါဘူးလို့ပြောလိုက်တော့စာရွက်ရဲ့အောက်ဆုံးမှာမှန်ကန်စွာအစစ်ခံပါကြောင်းလို့မမရဲ့လက်ရင်းနဲ့ရေးပြီးလက်မှတ်ထိုးပေးလိုက်ရတယ်။စာရွက်တိုင်းမှာလည်းလက်မှတ်တို့တို့ရတယ်။ကျမကအီယာမတ်သက်တည်ကြီးပေါ့ ြီးကျယ်လာကြီးလားကိုကိုရဲ့ဆိုပြီးခနဲ့တော့ပြောင်းတော်တော်လုံးနေနဲ့အမှုကကြီးရင်ရောင်းရောက်တာနဲ့ပြပလင်းကိုစက်ကူအိတ်သုံးတက်မှာအရာချီကြီးသုံးဦးကလက်မှတ်ထိုးရှိပိတ်ပြီးမိကန်တက်တာထဲမှာတင်းရတယ်လူကြီးသုံးဦးစုံမှသုံးဦးစလုံးစုံပြီးသုံးယောက်စလုံးရဲ့လက်ကိုအယားမားလို့ကိုကိုကပြောချာသွားတယ်နေပါဦးဒီလူကြီးတွေကဒီပြကိုဘာလို့ပို့လဲသူတို့လဲကုတ်ွယ်ချင်းလို့လားအမလီရေးလိုက်ရတာစာကရှည်လာပြီးလက်တွေညောင်းလာပြီးတစရဲရေးလို့ပြီးသွားလဲတကယ့်ကိုစိတ်ချရတဲ့ လူယုံကြည်မှပို့ရမှာဆိုတော့ဖြည်းဖြည်းပေါ့မမနားလိုက်အောင်မယ်။ဘာမို့ဒီစာဖတ်ရင်မောသွားသည်။မမကစာရေးကောင်းသည်အဖြစ်ပြက်ကစမ်းသည်စိတ်ဝင်စားဖို့ကောင်းသည်။မမကစာရေးစဉ်ကနား၍ရေးစီကောင်းမှုဘာမို့ကမနားနိုင်ပဲနောက်တစ်ရက်ကိုစဖတ်သည်။မောင်လေးရေဒီတစ်ပတ် Far East တရင်ကြနေမှာမြမပြီမှာမြည်သည့်စစ်ဗိုလ်ချုပ်ကြီးသည်အာနာအမြင့်ဆုံးသည်ဆိုသည့်ခေါင်းစဉ်နဲ့တရင်ဆောင်ပါချေကြီးရေးထားတာကိုဖတ်ရတယ်။တိတ်ပြီးရည်စရာကောင်းတာပဲ။ဘဲဗိုလ်ချုပ်ကြီးကတော့ဂျိုးပြူ ဘယ်သူကတိမ့်ငှက်ဘယ်သူကတော့တက်မတော်ကိုမီးသေးတယ်ဆုံးလို့ရေးလိုက်တာဒီနေ့မှာဘုံချုပ်ကြီးခင်းညွန့်ကဘုံချုပ်မူကြီးတန်းရွှေစီအရေးကြီးတဲ့တရင်တပုတ်တင်ပြဖို့လာတာကိုချုပ်မူကြီးကတောင်အမေရိကဘောလုံးပွဲ TV ကြည့်နေလို့အတွေ့မခံဘူးတဲ့ညာတွေ့တော့လဲညာကြတော့လဲမြန်မာ TV မှာတရုတ်တိုင်းရုပ်ရှင်ကြည့်ရင်ဘယ်သူနဲ့မှစကားမပြောဘူးလို့အရက်သေးကပြောကြတာကြားဘူးတဲ့ဘုံချုပ်ကြီးခင်းညွန့်ကစိတ်ဆိုးလွန်းလို့တုန်နေတာပဲတဲ့အိုးရေးလိုက်တာစုံနေတာပါပဲမြန်မာနိုင်ငံရေးနားလေသူဆိုတဲ့တရင်တော်တွေဟာ မြန်မာနိုင်ငံမှာဘသူတကောအကြီးဆုံးလဲဆိုတာမသိချာကြဘူးနားမလဲကြဘူးဗမာပြည်မှာတကောအကြီးဆုံးကဘိုးတော်ကြီးဗျာလို့မင်းပြောခဲ့တာကိုမမသတိရတယ်။ဘာမိုးလဲသတိရသွားသည်။ဘိုးချုပ်ကြီးများဘီဒင်ရရရကိုလွန်စွာယုံကြည်ကိုယ်ွယ်ကြောင်းမမနဲ့စကားဆက်မိ၍ပြောကြစဉ်ကမမကဘိုးချုပ်ကြီးများသည်ဘိုးတော်များ၏အမိန့်ကိုအမြင့်နာယူကြကြောင်းဘိုးတော်တို့ကစားစေဟုအမိန့်ပေးသောတည်သည်ကိုသာစားရကြောင်းအချစ်အရက်တို့မသွားနှင့်ဇိုလင်လဲမသွားဘဲနေလိုက်ကြကြောင်းဘိုးချုပ်ကြီးကတော်တို့အဖို့ ထမိန်အင်ကြီးရောင်းဆုံးအမြဲထားရကြောင်းဘိုးတော်တို့ကဘဲဘိုးချုပ်ကတော့မြည်သည့်နေ့တွင်မြည်သည့်အယောင်ကိုဝတ်ဆင်ရမည်ဟုပင်အမိန်ပေးကြောင်းမမကလေးချီကြီးနေပြောနေသဖြင့်မမယာကျွန်တော်သိပါတယ်ဘိုးချုပ်ကြီးတွေကိုဘိုးတော်ကဖင်လန်ပြစမ်းလို့ပြောရင်ဘိုးတော်ပါဇက်မပိတ်မိမှာဘိုးချုပ်ကြီးတွေကပေါင်းပြီးကျဲသီးဖြုတ်ပြီးအသိချိကြရပါတယ်ဟုဘာမိုးကကောက်ချက်ချခဲ့သည်အေးမင်းပြောတဲ့အတိုင်းပါပဲမောင်လေးရေဒီပြကိစ္စကဘိုးတော် အားလုံးရဲ့အမိန်အရခေါင်းဆောင်ကြီးသုံးဦးတို့တညိတညွတ်စုပေါင်းပြီးခြားကြတာကို အပူတပြင်းအမိန်ပေးတာကြောင့်စစ်စုံတော်ယုံတယုံလုံးရှိသမျှအလုပ်တွေရက်ပြီးဘဘကြီးဝင်းရဲ့ပြာကိုခြာချလိုက်ကြစုံစမ်းကြတယ်တဲ့ပြာကိုတွေ့ရင်ခေါင်းဆောင်တဦးကိုသာအံ့နံခြင်းမပြုရသုံးဦးစလုံးကိုတပြိုင်တည်းအိုက်ရမယ်တဲ့တကယ်ကိုအရေးကြီးတဲ့ကိစ္စမျိုးထိတ်တန်းရှုပ်ဝက်အဖြစ်စုံစမ်းကြရမယ်တဲ့အမိန်ကမစမ်းလားသူတို့ကတော့ထိတ်တန်းရှုပ်ဝက်လို့အမိန်ပေးတာပဲစစ်စုံတော်တွေကသိပါတယ်ဘိုးတော်တွေအားလုံးကဘဘကြီးဝင်းရဲ့ပြာကိုစားလင်မင်းဖြစ်အံ့လို့ဟော်ကင်းထုတ်လို့ဆိုတာ သိကြပါတယ် ်အရက်ထဲမှာတောင်တရင်ပေါက်သွားပြီထင်ပါတယ်မမဆန္ဒဝင်းတို့မိသားစုကအစောဆုံးသိဟန်တူတယ်အခုလောက်ချီစားပြီးကြရောပေါ့ကိုအေးဇော်ဝင်းနဲ့ဇော်ကြီးတို့ညီအကိုတွေလဲဟိဟိမင်းလောင်းနေပေါ့သူတို့မင်းဖြစ်ရင် မမကဘာမှမတောင်းဘူးငါကိုကိုကိုအမေရိကန်တန်အမတ်ခန့်ရမယ်လို့နရက်ဆွဲပြီးခိုက်မယ်လीဒါမှမောင်လေးနဲ့တွေ့ရမှာပေါ့ပြောမဲ့သာပြောရတယ်ကိုကိုကတော့တစ္ဆာကြီးတဲ့အရာရှိကြီးပါကိုကိုရဲ့ကျမပြတ်တော့ကလေးကို ခေါင်းဆောင်ကြီး၃ဦးစလုံးမျက်နှာစုံကြီးစုံပြီးဘယ်နည်းကအက်လဲမေးတာကိုတောင်စိတ်ဆိုးတယ်ပြာထုတ်ကိုကျမတင်းထားလို့ရတာကျမစုရမလားတော့မသိဘူးပြာထုတ်ကိုကျမတင်းထားလို့ရတာကျမစုမရဘူးလားလို့မေးတော့နေဝင်မချုပ်နဲ့လို့ငေါက်တယ်အန်ဒရယ်ကြီးတယ်လို့တတိပေးတယ်ဒါပါပဲမောင်လေးရဲ့သူတို့တွေတော့ဘဘကြီးဝင်းရဲ့ပြာကိုစားပြီးကြရောပေါ့ဒါကြောင့်သူတို့ရှင်ပရင်ဖြစ်နေရတယ်လို့ငါမောင်လေးလည်းမင်းဖြစ်စေခြင်းလို့ပို့လိုက်တာစားတာစားပါမောင်လေးရဲ့နေမင်းဖြစ်မှာငါလဲအမေရိကန်မှာတန်မတ်ကတော်အဖြစ် အမေရိကန်တမန်နဲ့လက်ဆွဲနှုတ်ဆက်ရမှာဒါပါပဲမောင်လေးရေပေးလိုက်တဲ့ပြာကိုစားပြအောင်စားနော်အမေရိကန်ဇာတိမဟုတ်လို့အမေရိကန်မှာတမရမဖြစ်နိုင်ပေမဲ့အကြီးအကဲတော့ဖြစ်နိုင်ပါလိမ့်မယ်မောင်လေးငငယ်ကတီဆိုတဲ့ငါသာရှင်ဘရင်ဖြစ်လိုက်ရှင်တယ်ချစ်သူကိုတောင်းညာထားလို့စံစားပါမယ်ဆိုတဲ့သရှင်လေးကိုမမကြောက်ရအောင်ပါသေးတယ်မောင်လေးရဲ့ရှင်မမ အဆုံးထိနားထောင်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းမများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။